ဇလန်းရဲ့အစမှာတော့တငယ်ချင်းတစုနွေရာသီပိတ်ရက်မှာဘဲဟုခီးထွက်ကြမလဲလို့တိုင်ပင်နေကြပါတယ်။တယောက်တစ်ပေါက်နဲ့သွားချင်တဲ့နေရာတွေပြောရင်တယောက်သွားချင်ရင်တယောက်ကမသွားချင်တဲ့ဖြစ်နေတော့ Ross ဆိုတဲ့လူကခြေချင်းခီးတောင်တက်ကြဖို့အတွက်ထားပြောလိုက်တယ်။အားလုံးကလည်းစိတ်ဝင်စားတယ်မဟုတ်လားပြင်မယ်။ရှေ့မှာပြောတဲ့ဟာတွေထက်ဆိုင်အဆင်ပြေတယ်ဆိုပြီးခြေချင်းခီးသွားမဲ့ကိစ္စကိုသဘောတူလိုက်ကြတယ်။ ဒါနဲ့အားလုံးသဘောတူညီမှုရပြီးသွားချိန်မှာတော့လူနဲ့ရောတို့နှစ်ယောက်ကနောက်တဲ့နေရာကိုဆက်သွားဖို့အတွက်ဘီယာဘူးတွေရောင်းတဲ့ဆိုင်စီကိုရောက်လာကြတယ်။ဆိုင်ထဲမှာသူတို့ခရီးထွက်မဲ့အကြောင်းတွေပြောနေတော့ဆိုင်ပိုင်ရှင်မိမကြီးတွေးထွက်တန်ယူနဲ့လဲကြနေတာကိုမြင်လိုက်ရလို့လန့်သွားကြတယ်။ အဲ့ဒီချိန်မှာပဲဆိုင်ထဲကိုဓမြအုပ်စုဝင်လာပြီးရှိသမျှအကုန်ထုတ်လုပ်တာနဲ့ဒါကိုမြင်တဲ့လူတစ်ယောက်ကတော့သူ့ကိုမမြင်အောင်အကာအကွယ်တနည်းအားဝင်ပုန်းလိုက်တယ်။ဒါကြောင့်ဓမြတွေရဲ့မြင်ကွင်းထဲမှာရော့တစ်ယောက်တည်းရှိနေတာမို့ဓမြတွေလည်းရော့စီကနဲ့ပတ်ဆိုင်အိတ်တွေနားရီတွေကိုအကုန်တောင်းတော့တယ်။ရော့လည်းမသေးချင်တာနဲ့သူတို့တောင်းသမျှအကုန်ပေးပေမဲ့ဓမြတွေကသူ့ရဲ့လက်ထက်လက်စွပ်ကိုပါတောင်းလာတာမို့ရော့ကတော့ဒါကိုတော့မလုပ်ပါနဲ့ဆိုပြီးတောင်းတော့မမှန်နဲ့ပြောရတာကနေဓမြတွေကမပေးရင်တော့တေကွာဆိုပြီးရော့ကိုဒါနဲ့ခုတ်တက်သွားကြတယ်။ ရော့ကသူ့တက်ငယ်ချင်းလူကိုအကူအညီတောင်းတဲ့အကြည့်မျိုးနဲ့ကြည့်ရင်နောက်ဆုံးမှာတော့အသက်ထွက်သွားခဲ့တယ်။ဒီဖြစ်ပျက်တွေဖြစ်ပြီး6လကြာမှာတော့သူတို့တက်ငယ်ချင်းတွေကရော့သွားခြင်းနဲ့ခြေချင်းတောင်းတဲ့ခီးကိုထွက်လာခဲ့ကြတယ်။တောင်ထိုက်ကိုရောက်တော့မှတန်ငယ်ချင်းဘောအတွက်ကြောက်တုံးလေးတွေပေါ်မှာသူ့တပ်ပုံလေးကိုတင်ပေးလိုက်ပြီးသူ့ကိုတတိယလွှမ်းစုကြောင်းထိမ့်မှပြုတ်လုလိုက်တယ်။အဲနောက်တော့ဘောအတွက်ဆိုပြီးတယောက်တစ်ချိုက်စီပါလာတဲ့အရက်ကိုတောက်လိုက်ကြပြီးနောက်ဆုံးကြံတဲ့အရက်ကိုတော့ဘောအတွက်ရည်စူးပြီးတွန်ပစ်လိုက်ကြတယ်။ အဲ့နောက်တော့ညကိုကမ်ထဲမှာပဲအိဟာဝင်လိုက်ကြပြီမနဲ့ရောက်တော့ဆိုက်ဆိုက်မြိုင်မြိုင်မိုးရွာချလာတာနဲ့သူတို့အားလုံးလည်းကမန်းကတန်းနဲ့ကမ်နေတိမ်ပြီးပြန်လာကြရတော့တယ်မိုးရီထဲမှာလမ်းတော်လျှောက်ပြီးတနရာရောက်မှာတော့ဒုံတစ်ယောက်ခြေခေါက်ပြီးလဲကျသွားတာမို့သူတို့အားလုံးပုံမှန်ခီးတိုင်းတောင်ပေါ်ကနေလမ်းလျှောက်ရင်ကြာမှာစိုးတာနဲ့ဖြက်လမ်းအတိုင်းတော်ထဲကနေဖြက်ပြန်ကြဖို့အတွက်စီစဉ်လိုက်ကြရတယ် ဒါနဲ့တော်ရဲကနေဖြတ်ပြန်ကြတော့ဟဲယူလာတဲ့တန်လိုင်းအိမ်မောင်ကလည်းအလုံးမလုံးတော့တာမို့သူတို့တွေရန်တမ်းပြီးရှောက်လာရကနေတဏျာရောက်မှတော့တစ်ပင်ပေါ်မှာအသားကင်တယ်လို့ဗိုက်ကြီးပွင့်ပြီးတည်နေတဲ့ဘာမှမသိတဲ့အရာကြီးကိုမြင်လိုက်ကြရတယ်။ဒါကြောင့်သူတို့အားလုံးလည်းထိတ်လန့်သွားကြပြီးအနီးကပ်သွားကြည့်လိုက်ကြတော့တည်နေတဲ့အကောင်ကအခုတည်းထိတွေးတွေအောက်ကိုစီးကျနေသေးတာမို့လူကအကောင်ကအခုမှလောလောလတ်လတ်တည်ထားတာဆိုပြီးသူတို့ဒီနေရာကနေမြန်မြန်ထွက်သွားကြတာကောင်းတယ်လို့ပြောတယ်။ ဒါနဲ့လူစကားအတိုင်းသူတို့အိုင်းနေရာကနေခက်သွက်သွက်ရှောက်လာကြတော့တနေရာရောက်မှရုတ်တရက်ဆိုသူမိုးဟိမ့်တဲ့ကြတာနဲ့အားလုံးမိုးရွာတော့မှပဲဆိုပြီးပါလာတဲ့လက်နိုင်တမီတွေကိုဖြွင့်လိုက်ကြတယ်။အိုင်းနောက်တော့မိုးခုဖို့အတွက်သူတို့နေရာတစ်ခုလိုက်ရှာရကနေတော်ထဲမှာစွန့်ပစ်ထားတဲ့တဲအိမ်လေးတစ်လုံးကိုတွေ့လိုက်တာနဲ့အားလုံးတဲအိမ်ထဲကိုဝင်လိုက်ကြတယ်။ အဲ့ဒီအချိန်နောက်ဆုံးကဝင်လာတဲ့လူကနားထဲမှာအတန်တန်ကြားလိုက်ရတာနဲ့နောက်ကိုလှည့်ကြည့်တော့ဘာမှမရှိတာမို့စိတ်ထဲတင်ကမကင်းဖြစ်သွားပြီဓမီနဲ့ရှာကြည့်နေတော့တငယ်ချင်းတယောက်ရောက်လာပြီးမိုးပတ်နေတာမို့မြ мян အထဲဝင်ဖို့ပြောတာနဲ့သူလည်းအထဲကိုဝင်လာခဲ့တယ်အထဲရောက်တော့လူက "तू အတန်တန်ကြားရတဲ့အကြောင်းဟတ်ကိုပြောနေပေမယ့်ဟတ်ကတော်ထဲမှာသူတို့လိုခီးထွက်လာတဲ့လူတွေရဲ့အတန်ပဲနေမှာပေါ့"လို့ပြန်ပြောတယ် အဲ့နောက်တော့အိမ်ထဲမှာမှောင်နေတာနဲ့မီးမွေးဖို့တခုခုရှာရမယ်ဆိုရင်လှေကားနဲ့နီးတဲ့ဖီးကိုအပေါ်တက်ပြီးရှာကြည့်ဖို့ပြောရတာကနေဖီးလက်အပေါ်ကိုတက်သွားခဲ့တယ်။အဲ့လိုကနေအပေါ်ထက်မှာလိုက်ရှာကြည့်တော့အခန်းတစ်ခန်းကိုတွေ့တာနဲ့ဖွင့်ကြည့်လိုက်တယ်။အဲ့ဒီမှာပဲအခန်းထဲမှာမြင်လိုက်ရတဲ့အရာကြောင့်အောက်ထပ်မှာရှိနေတဲ့သူ့တငယ်ချင်းတွေအားလုံးကိုအပေါ်တက်လာဖို့လှမ်းခေါ်လိုက်တယ်။ဒါနဲ့အားလုံးလည်းအပေါ်ကိုတက်လာကြရတာကနေမြင်လိုက်ရတဲ့အရာကြောင့်အံ့ဩသွားကြပြီးအဲ့ဒါကဘာကြီးလဲလို့မေးခွန်းထုတ်မိကြတယ်။ သူတို့မြင်လာရတဲ့အရာကတော့ခေါင်းကြီးပြတ်နေပြီးတမင်ဂျုံနှစ်ခုကိုလက်တဖက်စီမှာကင်ထားတယ်။ဘာမှမသိတဲ့အရာကြီးကိုဖြစ်ပြီးဖီးကတော့ဒါကိုအောက်လန်းနဲ့လှုပ်ထားတဲ့အယုတ်ဖြစ်တယ်လို့ပြောပြတယ်။ ဒါနဲ့ဟတ်လဲသူအောက်ကိုပဲဆင်းပြီးမီးမွှေးတော့မယ်ပြောတာနဲ့အားလုံးလည်းအပေါ်မှာမနေရဲကြတော့ပဲအောက်ထပ်ကိုအကုန်ပြန်ဆင်းလာခဲ့ကြတယ်။အဲနောက်တော့ရှိတာလေးနဲ့ပဲမီးထွက်အောင်လှုပ်လိုက်ကြပြီးသူတို့အပေါ်မှာရှိနေတဲ့အရာကြီးအကြောင်းစကားပြောနေကြသလိုလူကသူတို့မနှက်ပြန်ကြရင်တော်တဲ့ကနေမဖြတ်တော့ပဲလာလာနိုင်ပြန်သွားပြီးခီးဆက်ကြမယ်လို့ပြောတယ်။ဒါကိုဟတ်ကလက်မခံပဲသူတို့မှာလန်ခီးအတွက်အထောက်ပံ့တွေပေးနိုင်တယ်။တန်လိုင်းအိမ်မြောင်တွေမြေပုံတွေပါလာတာမှမဖြစ်ပါဘူးလို့ပဲပြောတယ်။ ဒီလိုနဲ့အိယာဝင်ကြရကနေရုတ်တရက်ဆိုပြီးလို့လူရဲ့မျက်နှာတက်တဲ့ကိုအလင်းတန်းကြီးတစ်ခုလာထိုးနေတာနဲ့လူလည်းမျက်စိစူးပြီးအိယာကနေနိုးလာခဲ့တယ်။အဲနောက်စူးနေတဲ့အလင်းတန်းစီကိုတွားကြည့်တော့သူ့တက်ငယ်ချင်းဘောတေခဲ့တဲ့အရက်ဆိုင်စီကိုပြန်ရောက်သွားပြီးအရက်ပလင်းတစ်ခုကိုကင်ကြည့်လိုက်တော့သွေးတွေစိုးနေခဲ့ပြီးအဲ့ဒီအချိန်အရက်ပလင်းတွေအားလုံးအောက်ကိုပြုတ်ကျကုန်တာနဲ့လူလည်းလန့်သွားခဲ့တယ်။ အဲ့ဒီမှာပဲညာကနေမနက်ကိုရောက်သွားခဲ့ပြီသူကတဲရင်ရဲ့အပြင်ဘက်မှာရှိနေခဲ့တယ်လို့သူအင်းကြီးမှလည်းသွေးတွေဆွနေတာနဲ့အထဲကိုကြည့်ကြည့်လိုက်တော့သူ့ရင်ဘက်မှာအပေါက်တွေဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါနဲ့လူလေတဲအိမ်ထဲကိုပြန်ဝင်လာတော့ဟတ်တယောက်ခရောင်ချောက်ချားနဲ့ရှောက်အောင်နေတာကိုတွေ့လိုက်ရပြီလက်နိုက်တက်မီထုံမီကြီးကြီးလိုက်တော့ကြောင်လုံးနာကြောင်သေးတွေတောင်ထွက်ကြထားတဲ့ဟတ်ရဲ့ပေါင်းမီကသေးကွက်ကြီးကိုပါမြင်လိုက်ရတယ် အဲ့ဒီအချိန်ဒုံကလည်းထောင်းတစ်ခုမှကတ်နေပြီသူမိမနာမည်ကိုပဲဒဆာဆာနဲ့ကြောက်လန့်ပြီးအော်နေတာမို့လူလည်းဒုံမျက်နှာကိုဓမီနဲ့ထိုးပြီးတတိကပ်ပြီးမတ်တက်ရက်ဖို့ပြောတယ်အဲ့နောက်ဖီကိုမတွေ့တာနဲ့ဗမာလဲဆိုပြီးလိုက်ရှာကြတော့တဲရင်ပေါ်ထက်ကဘာမှမသိတဲ့အကောင်ကြီးရှိမှအပေါ်ပိုင်းပလာကြီးနဲ့လက်အုပ်ချီပြီးဆူတောင်းနေတဲ့ဖီကိုတွေ့လိုက်ရတယ်ဖီလည်းလူလိုရောက်လာတော့မှပုံမှန်အသိစိတ်ပြန်ဝင်လာခဲ့ပြီးအဲ့ဒါတွေမတိုင်ခင်ရှေ့မှာတော့သူ့ကိုယ်သူဘာလုပ်လို့လုံးနေမှန်းတော့မသိဘူးဖြစ်နေပါတယ် အဲနောက်တော့သူတို့အားလုံးခရီးပြန်ဆက်ဖို့အတွက်တဲအိမ်ထဲကနေထွက်လာခဲ့ကြပြီမယ်တဲအိမ်ရှိမှသူတို့ကိုဆက်သွားလို့မရအောင်လမ်းတွေပိတ်ထားတာကိုတွေ့လိုက်ရပြီတစ်ပင်ပေါ်မှာထူးဆန်းတဲ့တင်ငေသားလေးကိုပါတွေ့လိုက်ရတာမို့ဒုံကသူတို့ဒီမှာမရှိခဲ့တဲ့ဘူးလို့တတိပေးထားတာပဲလို့ပြောတယ်ဒါနဲ့ဒုံလည်းသူဒီမှာဆက်မနေနိုင်တော့တာမို့သွားလို့ရတဲ့လမ်းကပဲသွားမယ်ပြောတာနဲ့ဟက်ကသူတို့အနောက်တောင်ဘက်လမ်းကနေထွက်မှအပြင်ကိုရောက်နိုင်မှာလို့ပြန်ပြောတယ် ဒါကိုဒုံကလက်မခံမဲ့မနေ့ကလည်းအဲ့ဒီနောက်တောင်ပတ်လန်းကလာခဲ့လို့ဒီကြောက်စရာကောင်းတဲ့အေဂျီနဲ့တည်နေတဲ့တသက်ဝါတွေကိုမြင်လိုက်ရတာမလားလို့ပြောပြီးသူသွားချင်တဲ့လမ်းကနေထွက်သွားတော့တယ်။ဒါနဲ့အားလုံးလည်းဒုံသွားတဲ့နောက်ကနေလိုက်ကြရပြီ။လမ်းမှာတော့ဖီကသူဘာလို့အဲ့ဒီဘာမှမသိတဲ့ယာကြီးကိုရှ िख ိုးနေရတာလဲလို့မေးတာနဲ့ဟက်ကသူတို့အားလုံးအိမ်မဆိုးမတ်တာပါပဲလို့ပြန်ပြောပေမဲ့ဖီကမရဘဲစက်တိုင်းဒီမေးခွန်းကိုပဲထပ်မေးနေတာနဲ့ဟက်လည်းစိတ်တူလာပြီးဆက်မမေးနဲ့တော့လို့អော်ပြောလိုက်တယ်။ အဲ့နောက်တော့သူတို့ဘာစကားမှမပြောတော့ပဲဆက်လျှောက်လာရကနေခြေထောက်ခိုက်မိထားတဲ့ဓုံကဆက်မလျှောက်နိုင်တော့တာမို့ခဏနားကြမယ်လို့ပြောတယ်။ဒါပေမဲ့လည်းအားလုံးကမနေ့ကမှဆိုးဆိုးရွားရွားအရာတွေကြုံထားရတာမို့မနာကျင်တာနဲ့ဆက်လျှောက်ဖို့ပြောတော့ဓုံကအဲ့လောက်သွားကြည့်ရင်လည်းသူ့ကိုထားပြီးသွားကြလေလို့ရွက်ပြောလိုက်တယ်။ဒါနဲ့လူလည်းလွဲထားတဲ့ပစ္စည်းတွေကိုအောက်ချလိုက်ပြီးသူ့အပေါ်ကိုသွားပြီးဘာရှိမလဲဆိုတာကြည့်အောင်မယ်လို့ပြောပြီးထွက်သွားခဲ့တယ်။ အပေါ်ကိုရောက်တော့တခုခုသူ့စီကိုလာနေတယ်လို့အတန်ကြားတာနဲ့လူလဲလာတဲ့နေရာကိုစိုက်ကြည့်ပြီးချက်ချင်းဆိုလို့အောက်ကိုပြက်ဆင်းလာကသူ့ပေါ်ရာတွေကိုတောထဲမှာတခုခုရှိနေတယ်လို့ပြောတယ်။ဒါနဲ့ဒုံကမယုံပဲလာမချောင်းနဲ့လို့ပြောတာနဲ့လူကသူ့ရင်ဘက်မှာရထားတဲ့ဒဏ်ရာကိုပြပြီးမင်းကသူဒီလိုကြုံတွေ့ခဲ့ရတယ်လို့ပြောတော့ဒုံကဒါကိုလည်းမယုံပဲမင်းအပင်တွေကြားလျှောက်သွားလို့ရတဲ့ဒဏ်ရာပဲနေမှာပေါ့လို့ပြန်ပြောတယ်။ အဲ့နောက်တော့လွန်ခဲ့တဲ့6လကအရက်ဆိုင်မှာဖြစ်ခဲ့တဲ့သူတို့တငယ်ချင်းတည်တာကိုတရေဖောကြောင့်ပြီးဘေးချောင်နေခဲ့တဲ့အကြောင်းပြန်ပြောရတာကနေလူလဲစိတ်တူပြီးဒုံကိုစောင့်တွန်းလိုက်တယ်။ဒါတော့ဒုံကစတိုက်အရီကိစ္စကိုပဲထပ်ပြောနေတာနဲ့လူလဲဆက်မနာထောင်နိုင်တော့ပဲပါဇက်ပိတ်သွားအောင်ထိုးလွှတ်လိုက်တော့တယ်။အဲ့လူကနေလူလဲသူတငယ်ချင်းတွေကိုစိတ်ဆိုးသွားပြီးတယောက်တည်းရှိကနေထွက်သွားတာနဲ့တငယ်ချင်းတွေကလည်းနောက်ကနေလိုက်လာကြရတယ်။ တဖြည်းဖြည်းနဲ့ညာနဲ့လာချိန်မှာတော့သူတို့ရှောင်းနေတဲ့မြေကြီးရဲ့အောက်မှာတခုခုကိုတွေ့လာနဲ့ဆွဲယူကြည့်လိုက်တော့ကမ်တလုံးဖြစ်နေပြီးပတ်ဆိုင်ရဲ့တခုနဲ့အိတ်ထဲကမိသားစုတပ်ပုံကိုတွေ့လိုက်ရတော့သူတို့လည်းဒီနားမှာဆက်နေဖို့မသိတော့ဘူးဆိုပြီးခရီးထက်ဆက်လာခဲ့ကြတယ်အဲနောက်တော့ညရောက်လာတော့တောထဲမှာပဲကန်ထိုးပြီးနေကြရတယ်လို့လူနဲ့ဟတ်တို့နှစ်ယောက်ကတော့စကားပြောနေကြပြီဟတ်ကမိုးလင်းလာနဲ့လူကိုဒီတောထဲကနေထွက်သွားပြီးအကူညီတောင်းဖို့နဲ့သူကတော့ဖီနဲ့ဒုံတို့နဲ့အတူတောထဲမှာနေရခဲ့မယ်လို့ပြောတယ်ဒါနဲ့လူလည်းဟတ်ပြောတာကိုသဘောတူလိုက်ပြီးကန်ထဲဝင်လာခဲ့တော့တယ် ခဏကြာမှာတော့ကဲ့အမြင့်ဘက်ကနေတိုက်ခိုက်နေတဲ့အတန်တွေကြားတာနဲ့လူလဲဈေးကိုဖွင့်ပြီးကြည့်ကြည့်တော့အရက်ဆိုင်မှာဖြစ်ခဲ့တဲ့နေ့ကမြင်ကွင်းကိုပဲပြန်မြင်နေရပြီဘော့ကိုတတ်ခဲ့တဲ့ဓမြကသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတစ်ပင်တွေလှုပ်လာပြီးကြောက်စရာကောင်းတဲ့အတန်ကြီးကိုကြားလိုက်ရတာမို့လူလဲကပ်နဲကိုပြန်ဝင်လိုက်တဲ့အချိန်အတန်ပိုင်းရှင်အကောင်ကြီးကသူ့ကပ်အပေါ်ကနေအုံမိုးပြီးမျက်နှာချင်းဆိုင်ကကပ်ကိုဆွဲယူသွားတာကိုမြင်လိုက်ရတယ် အဲ့နောက်တော့လူလဲအဲ့ရကနေလန်နိုးလာခဲ့တော့ကန့်အပြင်ဘက်ကနေဖီရဲ့အော်တန်ကိုကြားရတာနဲ့ထိတ်လန့်တကြအပြင်ကိုထွက်လာခဲ့ရကနေဟတ်နေတဲ့ကမ်ကဆုတ်ပြက်ပြီးကမ်ထဲမှာလဲတွေးတွေပေးနေတာနဲ့လူလဲဟတ်ဘက်မှာလဲလို့မေးကြည့်တယ်ဒါနဲ့ဖီကဟတ်ကိုအကောင်ကြီးတစ်ခေါင်ကခေါ်သွားတယ်လို့ပြောတာနဲ့လူလဲဒုံရှိနေတဲ့ကမ့်စီသွားပြီးဟတ်ကိုလိုက်ရှာရမှာမို့အပြင်ကိုထွက်ခဲလို့ပြောတယ် အလူကနေမှာ higher order ကိုကြားရပြီသူတို့ဟက်ကိုလိုက်ရှာကြပင်မဲ့လဲတောထဲမှာညဘက်ကြီးဓမီတက်လက်နဲ့လိုက်ရှာတာကအန်ရည်များတာမို့လူနဲ့အတူပါလာတဲ့နှစ်ယောက်ကသူတို့နောက်ပြန်ဆုံးသင့်ပြီလို့ပြောတယ်။ဒါနဲ့လူကဟက်ကကြောက်လို့အော်ဟစ်နေတဲ့အတန်ကြားလာလို့ပြန်မေးလိုက်တော့ဒုံကလည်းသူတို့ဒီတိုင်းဆက်သွားမယ်ဆိုရင်လမ်းပြောင်ပုံမဲ့အဖက်တင်မှာမဟုတ်ကမ့်စီပြန်သွားပြီသူတို့ပစ္စည်းတွေကိုယူပြီးမှထပ်ရှာကြမယ်လို့ပြောတယ်။ ဒုံစကားကမှန်တဝက်ဖြစ်နေတာမို့လူလဲမငင်းတော့ပဲပစ္စည်းတွေယူဖို့အတွက်ကမ်စီကိုပြန်လာခဲ့ကြပြီအဲ့လူကနေမှမိုးလင်းသွားတာမို့ဟတ်ကိုအိုက်တော့မှထပ်ပြီးလိုက်ရှာကြရတယ်အဲ့လူကနေမှသူတို့မြင်လိုက်ရတဲ့အရာကြောင့်အားလုံးမယုံနိုင်အောင်ထိတ်လန့်ကုန်ကြတယ်အဲ့ဒါကတော့ရင်ဘတ်ကိုခွဲခံထားရပြီးသွေးစိမ့်ရှင်ရှင်နဲ့တစ်ပင်ပေါ်မှာတန်းလန်းနေတဲ့သူတို့တငယ်ချင်းဟတ်ကိုပါပဲ အားလုံးဟတ်ဒရက်ယူကျုံမရဖြစ်ကုန်ကြပြီဒါပေမဲ့လည်းတငယ်ချင်းရဲ့နောက်ဆုံးခီးအတွက်ရှုပြော့ကြည့်ပါမရှိတဲ့အလောင်းကြီးကိုတစ်ပင်ပေါ်ကနေချပေးခဲ့ပြီးတကားတွေနဲ့ဖုံးပေးခဲ့လို့ခီးဆက်လာခဲ့ကြတော့တယ်အဲ့လူကနေတနေရာရောက်မှာတော့လူကအမြင့်တနေရာကနေအဝေးကိုလှမ်းကြည့်တော့တောရဲ့အဆုံးသက်ကိုတွေ့ရတာနဲ့ဝမ်းသာအားအားနဲ့သူ့တငယ်ချင်းတို့ကိုပြောဖို့အတွက်အောက်ဆင်းလာခဲ့တယ်အဲ့ဒီမှာပဲဖီးကသူ့အတန်ကြားတဲ့ဆိုပြီးထိုးထားတဲ့လက်လိုက်တက်မီနဲ့လူမျက်နှာကိုတက်တက်ထိုးပြီးပြောနေတော့သူ့ကိုအနောက်ကနေတခုခုကဆွဲယူသွားတာမို့လက်ထဲကလက်လိုက်တက်မီလည်းအောက်ကိုပြုတ်ကျသွားခဲ့တယ် ဒါနဲ့လူလဲသူ့ကိုမြင်ခေါ်သွားမှဆိုတာနဲ့ချက်ချင်းစုလိုပဲတေးချင်းအောင်ဆောင်းလိုက်ပြီးခဏကြာမှပြန်ထားလို့ထွက်ပြေးရကနေရှေ့ကတစ်ပင်နဲ့ခေါင်းနဲ့ဆောက်ပြီးမိလဲသွားခဲ့တယ်။အဲ့လူကနေမှခေါင်းပေါက်ပြီးတတိပြန်ရလာတော့အရက်ဆိုင်ထဲရောက်နေတာကိုသိလိုက်ရပြီးတေးနေတဲ့သူ့တငယ်ချင်းကိုကြော့ခွားပြီးအရက်ဆိုင်ပြင်ဘက်ကိုထွက်လာတော့ခေါင်းမှသွေးတွေထွက်နေတဲ့သူ့ကိုတငယ်ချင်းတွေကထူးထူးဆန်းဆန်းကြည့်နေကြတယ်။အဲ့လူကနေတောထဲကိုပြန်ရောက်သွားပြီးဓမီနဲ့ဒုံကိုလိုက်ရှာတော့မှကြောက်လို့ပုန်းနေတဲ့ဒုံကိုတွေ့လိုက်ရတယ်။ ဒါနဲ့လူလဲဒုံအနာကိုပြေးသွားလိုက်ပြီးကြောက်နေတဲ့ဒုံကိုသူရှိတယ်ဆိုတဲ့အားပေးစကားတွေပြောရင်ဒီမှာစက်နေဖို့မသိနာမှုသွားကြမယ်လို့ပြောပြီးကြောက်စိတ်နဲ့ထွက်ပြေးကြရတယ်။အဲ့လူကနေမှတဏျာရောက်တော့မီးတွေနဲ့လမ်းပြထားတဲ့လမ်းတစ်ခုကိုတွေးလိုက်ရပြီ။အဲ့ဒီမှာတစ်ပင်ပေါ်မှာချိတ်ခံရပြီးတည်နေတဲ့ဖီးကိုတွေးလိုက်ရတာမို့နှစ်ယောက်သားလမ်းသွားကြတော့တယ်။ဒါပေမဲ့လည်းကိုအသက်ကရေးကြီးတာမို့မီးထွန်းထားလို့လင်းနေတဲ့လမ်းအတိုင်းဆက်ပြေးလာခဲ့ကြတယ်။ အဲ့လိုကနေမှအိမ်တအိမ်ကိုတွေ့တာနဲ့အိမ်ထဲဝင်လာကြတော့လုံချုံမီထင်ကမှလူတယောက်ရောက်လာပြီးခြေထောက်နဲ့လူတို့နှစ်ယောက်ကိုစောင့်ခံလိုက်ရကနေမေးလဲသွားကြရတယ်။တတိယပြီးနိုးလာလို့ကြည်လိုက်တော့မနှက်ကိုရောက်နေပြီးသူတို့ကိုလည်းကျိုးတွေတုပ်ပြီးဖမ်းခံထားရတာကြောင့်အပြင်ကိုချောင်းကြည့်လိုက်တော့လူတွေအများကြီးကိုတွေ့လိုက်ရတယ်။ဒါနဲ့လူလဲခြေထားတဲ့ကျိုးကနေလွတ်အောင်လုပ်မဲ့ကြံတော့အိမ်ထဲကိုလူ၃ယောက်ဝင်လာပြီးအဖွားကြီးပုံစံနဲ့လူကသူ့ကိုရေဘူးတွေကရေတိုက်ပြီးလူရင်ဘက်ကအပေါက်ဖြစ်နေတဲ့ဒဏ်ရာကိုဖျက်ကြည့်လို့သူ့ရင်ဘက်မှာလည်းရှိနေတဲ့အပေါက်ဒဏ်ရာကြီးကိုပြန်ပြတယ်။ အဲ့နော်ဒုံစီကိုသွားပြီဒုံကိုတော့ရေမတိုက်ပဲပြန်ထွက်လာလို့သူနဲ့အတူပါလာတဲ့လူနှစ်ယောက်ကိုနားမလည်နိုင်တဲ့ဘာသာစကားပြောပြီးခိုင်းလိုက်တယ်။ဒါနဲ့အဲ့လူနှစ်ယောက်လည်းဒုံကိုဆွဲခေါ်ပြီးအပြင်ကိုခေါ်ထုတ်သွားကြတာနဲ့လူလည်းအဲ့လူမလောက်ပါနဲ့ဆိုပြီးတောင်းတောင်းပန်ပန်နဲ့ပြောနေတော့ကောင်မလေးတယောက်ဝင်လာပြီးအပြင်ဘက်မှာရှိနေတဲ့လူတွေကဒုံကိုရစ်ပူစော်ဖို့ခေါ်ထုတ်သွားတာလို့လာပြောပြတယ်။ခဏကြာမှာတော့ဒုံလည်းအထဲကိုထိုးချိတ်ခံထားရတဲ့မျက်နှာနဲ့ပြန်ရောက်လာပြီးသူမကြခင်တရားတော့မှမဟုတ်ဒီနေရာကြီးတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးပြီးရအောင်ထွက်သွားပါလို့လူကိုပြောတယ်။ လူလည်းမင်းမသိစေရဘူးလို့ပြောပေမဲ့လည်းခဏကြာတော့ဒုံကိုရစ်ပူစော်ဖို့အတွက်လူအများကြီးကလာခေါ်ထုတ်သွားကြပြန်တာမို့သူတယောက်တည်းကြံနေခဲ့တာနဲ့ဒုံကိုဝင်ကယ်လို့ရအောင်ဆိုပြီးလက်ကကြိုးကိုအသေးအံဖြီးနေခဲ့ပါတယ်။အဲ့လိုကနေညရောက်တဲ့အထိကြိုးကဖြီးလို့မရခဲ့ပဲဒုံတယောက်ကလည်းလူတွေရှေ့မှာလက်နောက်ပြန်ကြိုးတုပ်ခံထားရပြီးတိုင်းတိုင်းမှာခြိခံထားရတာမို့လှုပ်မရပြူမရဖြစ်နေခဲ့တယ်။ အဲ့ဒီချိန်မှာပဲသူ့မျက်လုံးထဲမှာသူ့မိမသူ့စီကိုပြေးလာနေတာကိုမြင်ရပြီးသူ့မိမကသူ့ပါးလေးကိုကိုင်ကြည့်နေတော့မှာပဲရုတ်တရက်ဆိုလို့သူ့မိမကနေမိစကောင်ကြီးဖြစ်ပြောင်းသွားပြီးထိတ်လန့်နေတော့မှာပဲဒုံကိုတစ်ပင့်ချိုစီထိုးထဲလို့တက်ပစ်လိုက်တော့တယ်ဒါကိုမြင်လိုက်ရတော့လူတယောက်လည်းထိတ်လန့်သွားခဲ့ပြီးအဲ့ဒီအချိန်ခုနကသူ့ကိုစကားပြောတဲ့မိမဝင်လာတာနဲ့အဲ့ဒီမိမကိုသူ့တက်ငယ်ချင်းဖီကိုတစ်ပင့်ပေါ်ကနေအောက်ကိုခြာပေးပြီးပြီလားလို့မေးလိုက်တယ် ဒါနဲ့မိမကလည်းသူတို့ကတေပြီးသားလူတွေကိုအောက်မချဘူးလို့ပြောတာနဲ့လူကခုနကသူမြင်လိုက်ရတဲ့အကောင်ကြီးကရောဘာကြီးလဲလို့ထပ်မေးလိုက်တယ်။ဒါနဲ့အဲ့ဒီမိမကအဲ့ဒီယာကြီးကသူတို့ကိုကိုွယ်ပြီးသူတို့ကိုစောင့်ရှောက်ပြီးတဲ့နတ်ဖျားလို့ပြန်ပြောပြီးထွက်သွားပါတယ်။အဲ့နောက်တော့လူလည်းအချီခံထားရတာကနေလွတ်သွားခဲ့ပြီးမို့ဘဒုကမှမရှိတဲ့အိမ်ကြီးထဲမှာရှောက်သွားနေခဲ့ပြီးထိုးနှားတဲ့မီးတုပ်တစ်ခုတွေ့တာနဲ့မီးတုပ်ကိုကိုင်းလို့တွေ့ရတဲ့အခန်းတစ်ခုထဲကိုဝင်လာခဲ့တယ်။အဲ့ဒီမှာပဲအခန်းထဲမှာမိစ္ဆာကောင်ကြီးတက်ထားလို့တည်နေတဲ့လူတွေရဲ့အလောင်းကိုတွေ့လိုက်ရပြီးလူကလည်းသူ့တက်ငယ် ြင်းတုံရဲ့စကားအတိုင်းအိမ်ကြီးကိုမီးရှို့ဖို့အတွက်အဲလူတွေကိုအရင်မီးနဲ့ရှို့လိုက်တယ်။မီးလောက်နေတာကိုမြင်တော့အပြင်ဘက်ကလူတွေလည်းစူညံစူညံတွေဖြစ်လာကြပြီ။အဲ့ဒီအချိန်သူတို့ဖျားလို့တင်စားထားတဲ့မိစ္ဆာကောင်ကြီးရောက်လာတာနဲ့အားလုံးလည်းဒူးထောက်လိုက်ကြတယ်။အဲ့ဒီမှာပဲလူကလည်းစတိုကန်လို့အခန်းတစ်ခုထဲကနေတနတ်တလက်ကိုတွေ့တာနဲ့ယူလာလိုက်ပြီ။အောက်ကိုဆင်းလာတဲ့အချိန်သူ့ကိုတားဆီးဖို့လာနေတဲ့လူကိုတွေ့တာနဲ့တနတ်နဲ့ပြစ်တတ်လိုက်တယ်။အဲ့နောက်ပစိန်ကင်ထားတဲ့နောက်ထပ်လူတယောက်ကိုလည်းတွေ့တာနဲ့ပစိန်ကိုအောက်ချဖို့ပြောပြီးဒူးထောက်ခိုင်းတာနဲ့အဲ့လူလည်းဒူးထောက်ချလိုက်တော့လူကပစိန်ကိုလှမ်းကောက်လိုက်တယ်။ အဲ့ဒီမှာပဲမိစကောင်ကြီးကလူတရားကိုတပ်ပစ်လိုက်တာပေါ့လူလည်းကြောက်သွားပြီမိစကောင်ရှိတဲ့တကားကနေအပြင်ကိုမထွက်တော့ပဲမိရီဆွဲနေတဲ့တကားဘက်ကနေအပြင်ကိုထွက်လာခဲ့တယ်။အဲ့နောက်တော့လူတွေကိုလိုက်တက်နေတဲ့မိစကောင်ကိုအပြင်ကနေတနတ်နဲ့လှမ်းပစ်ပြီးဘာမှမဖြစ်တာနဲ့တနတ်ကိုထားပြီးထွက်ပြေးသွားတော့တယ်။မိစကောင်ကြီးကလည်းသူ့ကိုတနတ်နဲ့ပြစ်တဲ့လူကိုစိတ်တူပြီးအနောက်ကနေဇက်တိုက်လိုက်ပြီးတိုက်ခိုက်ရာကနေနောက်ဆုံးမှတော့လူကိုမှီသွားခဲ့တယ်။ အဲ့လိုကနေလူရဲ့မျက်လုံးကိုတိချာကြည့်ပြီးကင်ပေါင်းမဲ့လောက်တာနဲ့လူလည်းဒူးထောက်အယူတည်ပြီးလိုက်တော့မိစ္ဆာကြီးလည်းသဘောကျပြီးမတိုက်ခိုက်ပဲရက်သွားတော့တယ်။ဒါနဲ့လူလည်းမတက်ပြန်ရက်တော့မိစ္ဆာကြီးကမကြိုက်ပဲသူ့ရဲ့ခြေထောက်နဲ့လူရဲ့မျက်နှာကိုထိထားပြီးပြန်မထနိုင်အောင်လုပ်တယ်။ ခဏကြာတော့မှမျက်နှာပေါ်ကခြေထောက်ကိုပြန်ဖယ်ပေးလိုက်တာနဲ့လူလဲဒူးထောက်အနေထားကနေထလို့မိစ္ဆာကောင်ကြီးရဲ့ခေါင်းတက်တဲ့ကိုပစိန်နဲ့ခုတ်ပစ်လိုက်တယ်။အဲနောက်ထပ်ပြီးထွက်ပြေးရကနေမိစ္ဆာကောင်ကြီးလည်းစိတ်တူတူနဲ့အနောက်ကနေအော်ဟစ်ပြီးလိုက်လာခဲ့ပေမဲ့လူကမိစ္ဆာကောင်ကြီးပိုင်တဲ့တောအုပ်အပြင်ကိုရောက်သွားတာမို့ဆက်လိုက်လို့မရပဲနေရခဲ့တော့တယ်။နောက်ဆုံးမှာတော့လူတယောက်ပဲတောထဲကနေထွက်လာနိုင်ခဲ့ပြီးဇလန်းလေးလည်းအဆုံးသတ်သွားပါတယ်။ဆုံးနှိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။